Okay ဒီနေ့ဒီ chapter တော့မှာဒီ photosynthesis နဲ့ respiration ကြားက relationship ဆက်နွယ်မှုတော့မှာအဲ့တော့ photosynthesis နဲ့ဒီ cellular respiration cell တွေထဲမှာ respiration ဖြစ်တာ connected သူတို့ကတခုနဲ့တခုဆက်ဆက်မှုရှိရဲ့အဲ့ဒီအားလေးကိုကြည့်ရအောင်အဲ့တော့ဒီ photosynthesis ဖြစ်ဖို့အတွက် lower the source တွေက water H2O လို့မယ်ပြီးတော့သူက photo အလင်းရောင်နဲ့အစာအချက်လုံးမှာဖြစ်တဲ့အတွက်ကြောင့် sunlight เนาะအော်နေရောင် င်ကြီးလို့မယ်နောက်တစ်ခုကကြတော့ကောင်မွန်ကောင်နာအောင်ဆိုင်စီကိုတူးလို့မယ်အဲ့တော့ဒီရဲ့ source တွေကိုသုံးပြီးတော့မှဒီရဲ့ glue press လေးထဲမှာ photosynthesis ဖြစ်တယ် photosynthesis ဖြစ်ပြီးတော့မှသူ့ရဲ့ product ကဘာတွေဘာတွေထွက်လဲဆိုတော့ခါကြတော့ glucose နဲ့ oxygen ထွက်မယ်အဲ့တော့ထွက်လာတဲ့ glucose ကို cell တွေကနေပြီးတော့မှဖြိုခွဲပြီးတော့မှ respiration လုပ်မယ်အဲ့တော့ဒီပုံလေးဆိုရင် mitochondria ထဲမှာဖြစ်မှာအဲ့တော့ mitochondria ထဲမှာဖြစ်မယ်ဆိုတော့ခါကြတော့သူက oxygen နဲ့ glucose လို့ရ ဲ့ aerobic respiration ဖြစ်မယ်။ product ကဘာထွက်မှာလဲဆိုတော့ခါကြတော့ CO2 နဲ့ energy ပြန်ထွက်မယ်။အဲ့တော့ရှင်းမပြောခဲ့တဲ့ဒီ energy ကို ATP adenosine triphosphate အနေနဲ့သူက storage လုပ်ထားမယ်။အဲ့တော့ထွက်လာတဲ့ CO2 သူရဲ့ end product CO2 ဒီရဲ့ Crocus Lady ကနေပြီးတော့မှပြန်သုံးပြီးတော့မှ Photosynthesis လုပ်မယ်။အဲ့လိုနဲ့သူတို့ကအချင်းချင်းဆက်သွယ်မှုရှိနေမယ်။အဲ့တော့ဒီရဲ့ relationship ကဘာအတွက်လဲ survive ဆိုတာအသက်ရှင်မှုအတွက်သူကအရေးပါမယ်။အဲ့တော့ဒီ process တစ်ခုကနေထွက်တဲ့ brothers ကနောက် process တစ်ခုရဲ့ reactants ဖြစ်တယ်။အဲ့တော့ process တစ်ခုကနေထွက်တဲ့ brothers ဆိုတော့ခါကြ Photosynthesis ဥပမာ one process က Photosynthesis ဆိုတာ photosynthesis ကနေပြီးတော့မှထွက်လာတဲ့ glucose နဲ့ oxygen ကဘသူရဲ့ reactant ဖြစ်မလဲဆိုတော့ကကြာဒီရဲ့ cellular respiration ရဲ့တွေ့ရှင်ပြီးမဲ့ reactant နေဖြစ်မယ်။ကဲဒီမှာဆိုရင် one process ဒီရဲ့ cellular respiration ကနေပြီးတော့မှထွက်လာတဲ့ end product CO2 ကလည်းနောက်တစ်ခုဒီအားဒါ photosynthesis အတွက်သူက reactant source တွေဖြစ်မယ်။အဲဆိုဒီမှာဆိုရင်ငါကြောက်တို့ရဲ့ equation လေးအရဒီ glucose ရဲ့ အောက်ဆီဂျင်အဲ့တော့ဒီရဲ့ glucose နဲ့အောက်ဆီဂျင်ကကြတော့ photosynthesis ကနေပြီးတော့မှထွက်လာတဲ့ end product တွေအ photosynthesis ကနေထွက်လာတဲ့ဒီနက်ခူကနေပြီးတော့မှဒီရဲ့ cellular respiration ဖြစ်တဲ့အချိန်မှာသူ့ရဲ့ product ကဖတ်ထွက်သွားမှလဲဆိုတော့ခါကြတော့ carbon dioxide ရဲ့ water ရဲ့ energy ရဲ့ထွက်မယ်အဲအဲ့တော့ carbon dioxide နဲ့ water နဲ့ရာပြီးနေအောင်ကြည်လဲရတဲ့အချိန်မှာ photosynthesis ပြန်ဖြစ်သွားမယ် တော့ photosynthesis ကတော့ max ပါတယ်ကိုပြုလို့မှလဲတော့ဘာ product တွေရအောင်ထုတ်ပေးမှလဲဆိုတော့ကကြတော့ glucose ကိုရအောင်ထုတ်ပေးမှာအဲ့တော့အဲ့ဒီရဲ့ glucose ကဒီ ATP energy လုံးဖို့အတွက် cellular respiration မှာအသုံးပြုလို့ရတဲ့ glucose တွေ glucose ကနေပြီးတော့မှကမ္ဘာအဆိုင်အဖြစ်ကိုပြောင်းရမယ်ဆိုတော့ကကြတော့ ပြီးရဲ့ equation လေးမှာအဲဆိုရင်တူကဘာဖြစ်တာလဲဆိုတော့ခါကြတော့ respiration ဖြစ်တာဟုတ်တယ်နော် glucose breakdown ဆိုတော့ respiration ဖြစ်တာအဲတော့ respiration နဲ့ထွက်တဲ့ end product CO2 ကဘသူရဲ့ source ဖြစ်မှာလဲဆိုတော့ခါကြတော့ photosynthesis မှာတုံးနေ carbon dioxide source တွေဖြစ်မယ်အဲအဲ့လိုပဲဒီရဲ့ water က H2O နေပြီးတော့မှလဲ broken down ပြိုကွဲသွားတဲ့အချိန်မှာဘာနေပါရ ယ်ဆိုတော့ခါကြတော့အောက်ဆီဂျင်နဲ့ H2 ရမှာအဲ့တော့အဲ့ဒီရဲ့အောက်ဆီဂျင် respiration photosynthesis အတော့တမရလာတဲ့ water ကနေ breakdown ဖြစ်ပြီးရလာတဲ့အောက်ဆီဂျင်က cellular respiration မှာဆိုရင်တော့ aerobic respiration ဖြစ်မယ်အဲ့တော့ aerobic respiration ဖြစ်တဲ့အချိန်မှာအဲ့ဒီအောက်ဆီဂျင်လေးကဘယ်သူနဲ့ပြန်ပေါင်းသွားမှာလဲဆိုတော့ခါကြတော့ hydrogen နဲ့ပေါင်းမယ်ဒါတွေက water ဖြစ်မှာအဲ H2O water လေးရလာမယ်ရော ကမ္နာအောင်ဆိုင်ထွက်သွားမယ်။ရောဒီစာလေးကတည်ပြီးသား cellular respiration က work space in the presence of oxygen ရော oxygen ရှိမှအာလောက်တဲ့ aerobic respiration အဲ့တော့ aerobic respiration ကဘာကြောင့်ပတ်ဖြစ်တာလဲဆိုတော့ခါကျတော့ ATP energy တွေကိုအများကြီးထုတ်ပေးတဲ့အတွက်ကြောင့်မို့ဘယ်တော့ anaerobic respiration မှာဆိုရင်တို့က2 ATP ပဲထွက်မှာဒါပေမဲ့ဒီရဲ့ aerobic respiration မှာဆိုရင်32 32ဒါမှမဟုတ်36 36 ATP တ ထွက်တယ်ဆိုပြီးတော့မှ equation လေးရောပုံလေးမှာအောင်ပါခဲ့တယ်။ The without oxygen အောက်ဆီဂျင်မရှိဘူးဆိုရင်အဲ့တော့ ATP ကလည်းနည်းနည်းပဲထုတ်မှာ။အဲ့တော့ true ATP ပဲထုတ်မှာ anaerobic respiration ကနေပြီးတော့မှ photosynthesis မှာဆိုရင်ဒီရဲ့ carbon dioxide ကိုယူမယ်ယူပြီးတော့မှ oxygen တွေကိုထုတ်ပေးမယ်အဲ့လို exchange ဖြစ်မယ် cellular respiration မှာဆိုရင်လည်းသူက oxygen တွေသုံးပြီးတော့မှထွက်တာက carbon dioxide တွေထွက်မယ်အဲ့တော့ figure 3.12ဆိုတာလေးကဒီပုံလေးအဲ့တော့ဒါလေးကဒီရဲ့ carbon dioxide ကနေပြီးတော့မှ oxygen အဲ oxygen ကနေ carbon dioxide အဲ့လိုလေးတွေ exchange ဖြစ်နေရအဲ့အဲ့လို exchange ဖြစ်တာကြတော့ဘာအတွက်အသုံးဝင်တာလဲ ယ်ဘာအတွက်သုံးဝင်တာလဲဆိုတော့ charity ပတ်ဝန်းကျင်မှာရှိတဲ့ atmosphere ထဲမှာရှိတဲ့ oxygen နဲ့ကောင်းတဲ့ outside တွေကို stable ဖြစ်အောင်လုပ်ပေးမယ်တဲ့အဲ့တော့ oxygen တွေလုံလုံလောက်လောက်ရှိမယ်အဲကောင်းတဲ့ outside တွေလည်းနည်းမယ်ဆိုမှတရှိတွေကကျမရဲ့အနေနဲ့ညှို့ပြီးတော့မှအသက်ရှင်နိုင်မယ်လေထုညဉ့်ညံမှုတွေက ော့ဒီဇေယျလေးကကြတော့ photosynthesis and respiration ရဲ့ comparison နိုင်ရှင်တဲ့ဇေယျလေးအဲ photosynthesis ဆိုတဲ့အတိုင်းကတူပါမှာဖြစ်မှာလေ photosynthesis အလင်းမီအလင်းရောင်နဲ့အစာချက်မှာအဲ့တော့အလင်းရောင်နဲ့အစာချက်မှာဆိုတော့ခါကြ plants အစိမ်းရောင်ရှိတဲ့အပင်လေးတွေမှာဖြစ်မှာအစိမ်းရောင်ရှိတဲ့အပင်လေးမှာဖြစ်တယ်လို့ပဲဒီရဲ့စိမ်းပြားရင်ညီလေးတွေဒီရဲ့စိမ်းပြားရောင်ရှိတဲ့ cyanobacteria တွေမှာဆိုရင်လေတူတူကအစိမ်းရောင်ရှိရဲ့ဆိုကြရ Chlorophyll ပါမယ် Chlorophyll ပါတဲ့အတွက်ကြောင့်ဖို့ photos sentences ဖြစ်မယ် respiration respiration ကတော့ all living organelles เนาะဒီရဲ့အပင်လေးတွေမှာဟောတရှိတွေအားလုံးမှာဟောသူက respiration ဖြစ်မယ်ဟိုကကြောင့် light အဲ့တော့ဒီရဲ့အပင်လေးတွေကသူကနေအောင်ကြီးရဲ့စွမ်းရင်ကိုဆို တုံးပြီးတော့မှ photosynthesis ဖြစ်တာဆိုတော့ခါကြတော့သူတို့ကအလင်းရှိရဲ့အချိန်မှာပဲဖြစ်တာ။ Cell respiration respiration ကတော့တဏှိကုံမှာဖြစ်မှာ။တချို့တို့အလင်းရှိရှိမရှိရှိတချို့တို့ရဲ့ဒီ cell လေးတွေက energy ရကျင်တာမို့လို့တချို့တို့နှာခေါင်းကလည်းအသက်ရှူမဲ့ oxygen တွေရဖို့အတွက် oxygen ရမှ aerobic respiration တွေဖြစ်မယ်။အဲအဲ့လိုမျိုးတစ်ချိန်လုံး throughout the day တဏှိကုံလုံးမှာဒီ respiration ကဖြစ်နေရ။အဲ့တော့ဘယ်နေရာတွေမှာဖြစ်မလဲ။ဘယ်နေရာတွေဖြစ်မလဲဆိုတော့ခါကြ photosynthesis ဆိုရင် ော်တည်းရဲ့သူက group plus เนาะစိတ်ရောက်ချက်ရှိတဲ့နေရာမှာဖြစ်မယ်ပြီးတော့သူကအလင်းပေါ်မှာမူတည်မယ်ပြောတီချာရော respiration ကကြတော့ anaerobic နဲ့ aerobic respiration ရှိရဲ့အဲ့တော့ anaerobic respiration နော်ဒါလေးက anaerobic respiration ကကြတော့ cytoplasm ထဲမှာဖြစ်မယ် aerobic respiration ကကြတော့ mitochondria ထဲမှာဖြစ်မယ်အဲတူကတော့ independent on light အလင်းရောင်နေ severity of respiration ကနေအမြဲဖြစ်နေမှာပဲအဲ့တော့ပထမ occurrence မှာသူက living tales ဒီမှာဖြစ်မယ်နောက်တော့တဏီကုန်ဒီရဲ့ throughout the day เนาะလင်းရောင်နဲ့မဆိုင်မနေတဲ့တဏီကုန်ဖြစ်မယ်အဲ့ဒါကြောင့်သူက independent online ။နောက်တော့ raw materials ဒီချေတော့ဒီ photosynthesis ဖြစ်ဖို့အတွက်ဘာတွေလိုလဲ respiration ဖြစ်ဖို့အတွက်ဘာတွေလိုလဲ။အဲ့တော့ photosynthesis ကတော့ဒီရဲ့အပင်လေးရအစာချက်လို့ဖို့အတွက်သူကဘာလို့မလဲဆိုခါကြတော့ carbon dioxide နဲ့ water နဲ့လုပ်မယ်။ကနောက်တော့ respiration respiration အတွက်ခါကြတော့သူက use carbon hydrates နဲ့ carbon hydrates တွေတော့မှာအဲ့တော့ carbon hydrates ကိုသုံးမယ်ဆိုခါကြတော့ equation လေးရဆိုရင်တရှိမှတင်ထားပြီးဒါတည်ပြီးဒါသူကဘာလို့သုံးပါလဲ င်ဖောက်ဖြုတ်ခွဲမှာလဲဆိုတော့ glucose ဖြုတ်ခွဲမှာအဲ့တော့ glucose လုံးမယ်နောက်တော့ aerobic respiration လုံးမယ်ဆိုတော့ခါကြတော့ oxygen လုံးမယ်ဘာကြောင့်မို့ aerobic respiration လုံးခါလဲဆိုတော့ energy ရအများကြီးရချင်လို့နောက်တစ်ခါ storage ပမာတူလောက်မှာလဲနောက် photosynthesis process မှာဆိုရင်သူက light energy ကို chemical energy နဲ့အဖြစ်နဲ့ပြောင်းမှာအဲပြောင်းပြီးတော့မှထွက်လာတာကြတော့ glucose တွေထွက်မှာဆိုတော့သူက carbohydrate တွေအနေနဲ့ ဂလူကိုဆိုကာဗိုဟိုက်ဒရိတ်တွားကာဗိုဟိုက်ဒရိတ်စနေနဲ့ storage လုပ်ထားမှာ respiration မှာကြတော့ဒီရဲ့ chemical energy ဒီရဲ့ glucose တွေကိုဖြုတ်ခွဲမှာ chemical energy ဒီအဲ့ဒီရဲ့ chemical energy တွေကို burns through အဲ့တော့ glucose တွေကိုဖြုတ်ခွဲလိုက်မယ်အဲ့လိုဖြုတ်ခွဲလိုက်တော့မှာသူက release energy energy တွေထွက်လာမယ်အဲ့တော့ gas ဘာ gas တွေကိုတော့မှာလဲ တော့ photosynthesis မှာဆိုရင် carbon dioxide ကိုတုံးပြီးတော့မှ oxygen ကိုထုတ်မယ်။ဒါ respiration မှာဆိုရင် oxygen ကိုတုံးပြီးတော့မှ carbon dioxide ကိုထုတ်မယ်။အဲ့တော့ဒါကကြတော့ဒီရဲ့ photosynthesis နဲ့ respiration ကြာ comparatively အဲ့ဒါဆိုရင်ဒါလေးက chapter 3ရပြီးသွားပြီ။ chapter 2မှာတချို့ပါလေးလေ့လာခဲ့ရလဲဆိုရင် photosynthesis နဲ့ respiration ကြောင့်အမှဆိုရင် photosynthesis ရဲ့ process အဲတော့ photosynthesis ရဲ့ process ကိုလေ့လာမယ်ဆိုတော့ခါကြတော့သူကအစိမ်းအောင်ရှိရဲ့အပင်လေးတွေမှာဖြစ်မှာအစိမ်းအောင်ရှိရဲ့အဲတော့အစိမ်းအောင်ရှိရဲ့အရွက်ကလေးရဲ့ structure ဘလို့ရှိရလဲဒီအရွက်ကလေးကရော chloroplast chlorophyll အဲ့ဒီရဲ့အရွက်လေးမှာပါတဲ့ chloroplast နောက်တော့ photosynthesis မှာ reaction တစ်ခုရှိရလို့ပြောခဲ့တယ်။ဘာနဲ့ဘာလဲဆိုတော့ကကြတော့ light creation နဲ့ dark creation အဲ့ဒီအကြောင်းလေးကိုလေ့လာခဲ့တယ်။နောက်တော့ဒီ photosynthesis ဖြစ်ဖို့အတွက်ဒီရဲ့ photosynthesis ကိုနေအောင်မြန်အောင်လုပ်တဲ့အချက်တွေ factor တွေရှိရဲ။အဲ့တော့အဲ့ဒီ factor တွေကဘာတွေလဲ ဲ့တွေကြောင့်နေတည်ခဲ့တယ်။နောက်တော့ photosynthesis ဖြစ်ဖို့အတွက်ဘာတွေလိုအပ်တာလဲဆိုတဲ့ experiment လေးတွေလည်းလေ့လာခဲ့တယ်။အဲ respiration respiration ဆိုတာရှင်ရော aerobic respiration က mitochondria ထဲမှာဖြစ်တာအဲ့တော့ mitochondria ကဘယ်လိုလေးတည်ဆောက်ထားတာလဲသူရဲ့ function တွေကဘာတွေရှိရလဲဆိုတာလေးကိုတည်ခဲ့ပြီး aerobic respiration anaerobic respiration မှာ product တွေထွက်တာ CO2 product တွေထွက်တာဟုတ်လားမဟုတ်လားတွေ experiment တွေလုပ်ခဲ့တယ်နောက်တစ်ခုကကြတော့ formation of ATP ATP လေးကိုဘယ်လိုဖွဲ့စည်းထားတာလဲသူရဲ့ structure လေးကဘယ်လိုဖြစ်တာလဲပြီးတော့သူရဲ့ experiment မှာလည်းဒီရဲ့ ATP ထွက်ရင် energy ထွက်ရင်အပူ ထွက်တယ်ဆိုတာဟုတ်လားမဟုတ်လားဆိုတဲ့ experiment လေးကိုလေ့လာခဲ့တယ်။အဲတော့နောက်ဆုံးဒီနေ့လေ့လာခဲ့တာကဂျာတော့အဲဒီ photosynthesis နဲ့ respiration ကြားတဲ့ဆက်သွယ်မှုလေးတွေကို လေ့လာခဲ့တယ်။